အလုံးကြိုက်တဲ့ Suzuki Hayabusa ဆိုင်ကယ် G 2026ထွက်လာတော့မှာဖြစ်ပါတယ်။မွေးနိုင်သေးတာတခုပါပဲ။ဘလိုမိုက်စာအရေးတွေဖြစ်သွားမလဲဒါဘယ်စင်းရှိမလဲစက်ကြည့်လိုက်ရအောင်။ 1990ဝန်းကျင်မှာကမ္ဘာမြန်ဆုံးဆိုင်ကယ်တွေကိုဒါဂျပန်တွေကအပြိုင်ဆိုင်ထုတ်လုပ်နေကြပါတယ်ဒါ Honda, Yamaha, Kawasaki ကရှိုးရှိုးဒါကမ္ဘာမြန်ဆုံးဆိုင်ကယ်တွေထုတ်လုပ်နေပြီးတော့ Suzuki ကထုတ်ပြစရာဆိုင်ကယ်မမေရရမရှိသေးပါဘူး1999ခုနှစ်မတိုင်ခင်ဒါ Honda ရဲ့ Super Blackbird လို့ခေါ်တဲ့ CBR 1100 ASX ဆိုင်ကကမ္ဘာမြန်လုံး Sport Bike ဆိုင်ကဖြစ်ပါတယ်။ဒါ Blackbird လို့ခေါ်တဲ့ဒါအတန်ထက်၄ဆလောက်မြန်တဲ့စစ်လေယာဉ်စီးရဲ့ဒါနာမည်ကိုဆွဲပြုတ်ပြီးတော့ထုတ်လုပ်ထားတာလည်းဖြစ်တယ်။ ဘလက်ဘတ်ဆိုတဲ့ငမဲတွေကိုဒါ300ကီလိုမီတာထက်မြန်တဲ့အချိန်နှုန်းနဲ့အမဲလိုက်တယ်ဒါကဘာမြန်ဆုံး Peregrine Falcon ဆိုတဲ့ဒါတိုင်ငံတစ်မျိုးရှိပါတယ်ဒါတူထက်ငါအပြိုင်ဆိုင်လုတ်တဲ့ဒါဂျပန်ကြီးတို့က Suzuki ရဲ့ Warfare တစ်ခုဖြစ်တဲ့ GSX 1300R ဆိုတဲ့ဆိုင်ကလေးကို1996ခုနှစ်မှာထုတ်ပြလာပါတယ်။ငှက်မဲတွေကိုမဲလိုက်တဲ့ကမ္ဘာပေါ်မှာဒါအမြန်ဆုံးငှက်ဖြစ်တဲ့ Peregrine Falcon ရဲ့နာမည်ကို GSX 1300R မှာတက်ပေးလိုက်ပါတယ်။ ဂျပန်လိုဆိုဟာယာဘူဆာလို့ဒါအတိတ်ပဲရပါတယ်။ Honda Blackback က289 km/h နဲ့ဒါစံချိန်တင်ထားပြီးတော့ဟာယာဘူဆာဆိုင်ကထွက်လာတော့320 km/h အထိတီးထုတ်ပြလိုက်ပါတယ်။ဒါဆက်စပ်တော့ကျင်1996ခုနှစ်မှာပဲကမ္ဘာအမြန်ဆုံးဆိုင်ကဖြစ်လာပါတယ်။လိုပဲပြန်ထုတ်နေကြလို့ရှင်တော့ဒါပြီးဆုံးတော့မှမဟုတ်ဘူး။ဒါစီးတဲ့လူတွေလည်းဒါရှော့ကုန်တော့မှပဲဆိုပြီးတော့ကုမ္ပဏီ၄ခုကကြိတ်ပုံးစီဝေးလုပ်လိုက်ကြပါတယ်။ ကြိုက်တဲ့လောက်အင်ဂျင်စီစီကြည့်ပါစေဒါ300 km/h ထပ်မကျော်အောင် electronic စနစ်နဲ့ထိန်းချုပ်လိုက်ရမယ်ဆိုပြီးတော့တဘောတူလိုက်ကြပါတယ်အဲဒါကြောင့်မယ့်2000ခုနှစ်ကစပြီးတော့ဒါထုတ်လာတဲ့1000 cc နဲ့အထက်ဆိုင်ကယ်တွေမှာဒါ300 km/h အထိပဲမောင်းနိုင်ပါတော့တယ်အလောက်ကြီးမြန်နေတာကြတော့ဒါလေးချင်တဲ့ကွင်းတွေမှာမောင်းနိုင်လောက်ပဲကောင်းပါတယ် Suzuki Hayabusa ရဲ့ဒါအမြန်ဆုံး version စီးကျင်လို့ရင်တော့ဒါ1999ခုနှစ်ထုတ်တဲ့ဆိုင်ကယ်တစ်စီးပဲရှိပါတယ် အခုလက်ရှိ2026မှာထွက်မယ်ဆိုင်ငယ်ဆိုလို့ရှိရင်တော့ generation 3ခုမြောက်ရှိပါပြီ1996ခုနှစ်ကနေ2008ခုနှစ်ထိက first generation ဖြစ်ပြီးတော့ကမ္ဘာအမြန်ဆုံးဆိုင်ငယ်ထဲမှာပါဝင်ခဲ့ပါတယ်ဒါ2008ခုနှစ်ကနေ2020ခုနှစ်လောက်ထိကဒါ second generation ဖြစ်ပါတယ်2013ခုနှစ်ဒါ model မှာ ABS brake နဲ့အစိမ့်မြင့်တင်မှုတွေပြုလုပ်ခဲ့တယ်ဒါအရင်1296 cc အင်ဂျင်ကနေပြီးတော့1340 cc အင်ဂျင်ထိဒါတိုးလာပါလေ 2021ခုနှစ်ကစလို့အခုလက်ရှိချိန်ကြီးက generation 3ခုမြောက်ထွက်လာပါပြီ။ဒီဇိုင်းပိုင်းတွေကုန်ချိန်သွားမယ်။ဒါ electronic စနစ်အသစ်တွေလည်းပါဝင်လာပါတယ်။ 1340cc အင်ဂျင်လုံးကြီးမှာ inline 4လေးလုံးထိုးဖြစ်မယ်။ရှိတိုင်ကြီးလက်ဝဲကူးလင်းစနစ်ပါဝင်မယ်ဒါမြင်းခွန်ရအား189ထောက်လုပ်ပေးနိုင်မယ်ဒါရုံးဆွဲလိန်ကြီးအား150နျူတန်မီတာထိရှိပါမယ်0 to 100ကီလိုမီတာကို30စက္ကန့်အတွင်းနဲ့တီးထုတ်နိုင်ပါမယ် အမြင့်ဆုံးမောင်းနေနိုင်အားကတော့ဒါ296ကီလိုမီတာပါအဝါဖြစ်ပါမယ်။ဒါကလည်းခုနကပြောခဲ့သလိုဒါဒိန်းချုပ်ထားတာကြောင့်ဖြစ်ပါလေ။ Quick Shifter, Abrial Brakes နဲ့ဒါ Traction Control, Launch Control, Cruise Control, Brake Control တွေဒါ Riding Mode ပေါင်း16000၊စနစ်ပေါင်း16000ပါဝင်ပါအောင်မယ်။ကြည်ကြည်မမဒါဝုံဝင်ကြွကြွ Sport Bike Disease ရဲ့ပုံစံရှိမယ် Performance Jam ပဲဒါဆန်ကယ်ကကြီးပြီမယ်ဒါမောင်းမယ်ဆိုလို့ရှင်တော့ဒါထိန်းရတန်းရမောင်းရကောင်းမယ်ပေါ့ ကိုကကြံ့ကြံ့တန်တန်ကြီးကြီးမားမား performance ကောင်းတဲ့ဒါ sport touring ပုံစံမျိုးစီးကျင်လို့ရှင်တော့ Suzuki Hayabusa ဆိုင်ကဒါရွေးချယ်တဲ့ zone ဆိုင်ကထဲမှာပါဝင်ပါလေအရင်မော်ရီဟောင်းနေရာဒါတိန့်တရာနဲ့နေရာကြားမှာဘဲကောင်းတာရှာနိုင်ပြီးတော့ခု2026မှာထွက်လာမယ်ဒါ Suzuki Hayabusa ဆိုင်ကစီးကတိန့်800နဲ့1000ကြားမှာရှိမှာဖြစ်ပါတယ် မိတ်ဆွေအနေနဲ့ရောဒါလက်ထဲပတ်စံရှိလို့ဒါစပော့ဘိုက်တဲကရွေးချယ်ရမယ်ဆိုလို့ရှင်တော့ဒီဟာယာဘူဇာဆိုင်ငယ်ကြီးကိုရွေးချယ်ပြင်မလားအခြားဘယ်ဆိုင်ငယ်မျိုးစားကိုရွေးချယ်ပြင်မလဲဆိုတော့ comment မှာပြောပြခဲ့ကြပါဦးခင်ဗျာ